ားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေတဖန်ပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့မနက်ခင်းမှာရှင်ပြိုင်ဒုသက်သွားတဲ့ကျွန်တော်တို့မြန်မာလက်ဝဲဖိုက်တာချန်ဆိုလင်းဦးရဲ့ပွဲစဉ်ကနောက်ဆုံးရသတင်းတွေနဲ့သူ့ရဲ့အနီးကပ်ပွဲကြိုတုံးသက်ချက်အကြောင်း ဝမ်ချမ်ပီယံရှစ်ဖိုက်တိုက်29အီရန်ပွဲစဉ်မှာရုတ်တရက်ချက်ချင်းဆိုသလိုပါဝင်လာတဲ့ရှမင်းအာဒိုကန်နဲ့ဂေဘတ်တိုဂါဘာအိုတို့ရဲ့ပွဲစဉ်အဓိကရည်ရွယ်ချက်အကြောင်းဆိုတဲ့အကြောင်းနဲ့ရက်စီအဖွဲ့အစည်းရဲ့ဖေဒါဝိတ်တန်ချမ်ပီယံဟောင်းအလက်ဇန္ဒားဘူကန်နော့စကီနဲ့အခုလာမယ့်ဧပြီလမှာ UFC ရဲ့ဖေဒါဝိတ်တန်ချမ်ပီယံတဖန်ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းစတဲ့အကြောင်းအရာတွေကိုစူးစီးတုံးသက်တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ပထမအဆုံးနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့မနက်မြန်မာရှင်ပြန်ထိုးတက်သွားတော့မယ်ကျွန်တော်တို့ရဲ့မြန်မာလောက်ဝေးဖိုက်တာချမ်းစိုးလင်းဦးရဲ့ဒီပွဲစဉ်အကြောင်းကိုနောက်ဆုံးရသတင်းလေးဖြင့်ပြီးတော့သူ့ရဲ့အဲ့ဒီပွဲစဉ်မှာဘယ်လိုပုံစံနဲ့ရှင်ပြန်ထိုးတက်သွားနိုင်တယ်လဲဆိုတော့ပွဲစဉ်သုံးသက်ချက်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးရသတင်းပါရှိလဲဆိုလို့ရှိရင်တော့ဆိုလင်းဦးဟာမနက်မြန်မာရှင်ပြိုင်ထိုးတက်သွားဖို့အတွက်ဒီမနေ့ကဝိတ်ချိန်နေပေါ့နော်မနေ့ကဝိတ်ချိန်နေဆိုတဲ့အနေအထားမှာဆိုလင်းဦးရှင်ပြိုင်ထိုးတက်သွားမယ်ဝိတ်တန်းဟာပန်ဒမ်ဝိတ်တန်းဖြစ်ပါတယ် ဘတ်တာမွေတန်းဟာဆိုလို့ရှိရင်တော့145ပေါင်တန်းမှာရှိနေတာဖြစ်ပြီးတော့ဝိတ်ချိန်တဲ့နေရာမှာဆိုလင်းဦးအနေနဲ့သူဟာ144ပေါင်အထိသူကဝိတ်ဝင်နေခဲ့တာပဲဖြစ်ပါတယ်။ဝိတ်ဝင်နေခဲ့တဲ့ဆိုပေမဲ့ One Championship အဖွဲ့အစည်းရဲ့ Senior Secret နေရာ Hydration Test ပါဆေးရတာဖြစ်ပြီးတော့ Hydration Test မှာဆိုလင်းဦးအနေနဲ့ငယ်ငယ်ကြော်လွန်နေတာဖြစ်ပါတယ်။ပထမအဦးဆုံးစတင်ကြော်လွန်နေတဲ့အချိန်မှာဆိုလင်းဦးအနေနဲ့ဒီ hydration test ဝင်အောင်ပြန်ပြီးတော့လုပ်ဖို့အတွက်သူ့အနေနဲ့အချိန်ရခဲ့ပေမဲ့အချိန်တစ်နာရီကျော် ကြာသွားတဲ့အထိသူက hydration test မအောင်ခဲ့ပြန်ပါဘူးအဲ့လိုမျိုးမအောင်ခဲ့တဲ့အတွက်ကြောင့်မလို့ tolling က cash weight တန်းမှာရှင်ပြိုင်ထိုးတက်သွားရတော့မှဖြစ်ပြီးတော့ cash weight တန်းမှာရှင်ပြိုင်ထိုးတက်သွားတာဖြစ်တဲ့လျောက်သူ့ရဲ့တစ်ဖက်ပြိုင်ဘက် fighter ကိုထိုးကြီးတဲ့ကနေပြီးတော့သူကခွဲပေးရတော့မှပဲဖြစ်ပါတယ်အဲ့လိုမျိုးခွဲပေးရမယ်ဆိုတဲ့အတွက်ကြောင့်မလို့ tolling အနေနဲ့ထိုးတာထိုးရတယ်မတန်ဘူးဆိုတဲ့အနေအထားတစ်ခုကိုလည်းရောက်ရှိနေတာဖြစ်ပါတယ် ိုးလင်းဦးရဲ့အကြောင်းကိုထပ်ပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်ဆိုးလင်းဦးနေတဲ့ one championship ဖွဲ့စည်းမှာအခုချိန်မှာဆိုရင်ပွဲစဉ်ထိုးသက်ထားတာဟာအခုချိန်ထိ9ပွဲတိတိရှိသွားပြီပဲဖြစ်ပါတယ်9ပွဲတိရှိထားတဲ့ဆိုတဲ့နေရာမှာဆိုးလင်းဦးနေတဲ့သူဟာ one championship ဖွဲ့စည်းမှာပထမဦးဆုံးရှင်ပြိုင်ထိုးသက်ခဲ့တဲ့3ပွဲကိုတော့သူဟာစွမ်းဆောင်ရည်ကောင်းတွေအများကြီးကြားသနိုင်ခဲ့တာဖြစ်ပြီးတော့3ပွဲလုံးကိုသူကသူ့ရဲ့ဂျန်ဘက်ဖိုက်တာတွေကိုအလဲထိုးအမောက်သိပ်ပြီးတော့နိုင်ရရှိထားတာပဲဖြစ်ပါတယ် အောင်ဆုံးရှင်ပြိုင်ထိုးတက်ထားတဲ့နှစ်ပွဲမှာဆိုလို့ရှိရင်ဆိုလင်းအနေနဲ့ရလက်တွေမကောင်းခဲ့ပဲနဲ့သူ့အနေနဲ့သူ့ရဲ့တိုင်ဘက်ဖိုက်တာတွေစီကနေပြီးတော့ရှုံးနေမှုတွေကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ရှုံးနေတဲ့ဆိုတဲ့နေရာမှာဆိုဆိုရွာအလဲထိုးခံရပြီးရှုံးနေတာမျိုးမဟုတ်ပေမဲ့ဒီ UN Number Decision နဲ့ရှုံးနေခဲ့တဲ့ဆိုတဲ့အနေထားမှာ Nabing ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဆိုလင်းကတော်တော်လေးကို ချီးထုတ်ခံရတာဖြစ်ပြီးတော့သူ့အနေနဲ့အဲ့ဒီပွဲစဉ်မှာဘာမှကိုတိတ်ပြီးပြန်မလုပ်ပြနိုင်ပဲနဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်။အဲ့လိုမျိုးရှုံးနေခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်ဆက်ဆန်တဲ့ပွဲစဉ်ဖြစ်ပါတယ်။ဆက်ဆန်တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဆိုလင်းဦးနေတဲ့ဒီပထမအချီမှသာအနည်းငယ်လုပ်ပြနိုင်ပြီးတော့နောက်ပိုင်းအချီမှာဆက်ဆန်ကဆိုလင်းဦးကိုအသာစီးရယူရှင်းပြထိုးတက်ပြီးတော့ကစားခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုမျိုးကစားခံရတဲ့အနေအထားမှာဆိုလင်းဦးအနေနဲ့ဝမ်ချန်ပီယံရှစ်ဖွဲ့စည်းမှာနောက်ဆုံးထိုးတက်ထားတဲ့ နှစ်ပွဲမှာနှစ်ပွဲစလုံးကိုသူ့အနေနဲ့ရှုံးနိမ့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူဟာအခုချိန်မှာရပ်နှက်ကောင်းတစ်ခုကိုအင်ပနန်လိုအပ်နေတဲ့ fighter ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်ချင်ပါတယ်။ဆိုတော့အဲဒီလိုမျိုးရပ်နှက်ကောင်းကိုလိုအပ်နေတဲ့အခြေအနေမှာဆိုလင်းဦးအနေနဲ့ hydration test မအောင်လို့သူ့ရဲ့ tank back fighter စီကို သူ့ရဲ့ထိုးကြီးတွေကနေခွဲပေးရမယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒါဆိုလင်းဦးတက်ကတော့နဲ့ငယ်နစ်နာတဲ့အခြေအနေလို့ပြောရမှာပဲဖြစ်ပါတယ်။ ဆိုတော့ဆိုလင်းဦးအနေနဲ့ဒီပွဲစဉ်မှာရွေးချယ်စရာတခုပဲရှိပါတယ်အဲ့ဒါကတော့သူကဒီဖိုက်တာကိုနိုင်အောင်ထိုးရင်ထိုးအထိုးဘူးဆိုလို့ရှိရင်ဆိုလင်းဦးအတွက်ဒါဟာ down fall တစ်ခုဖြစ်နိုင်တဲ့အနေအထားဖြစ်ပါတယ်ဘာလို့လဲဆိုတော့နောက်ဆုံးပွဲစဉ်နှစ်ပွဲကလည်းရှုံးထားတယ်ဆိုတဲ့အနေအထားမှာသူ့အနေနဲ့ထပ်ပြီးတော့ရှုံးမယ်ဆိုလို့ရှိရင်ရှုံးနေရင်သုံးပွဲသက်တိုက်ရှုံးသွားမယ်ဖြစ်ရင်သူ့အနေနဲ့သူရှုံးနေတဲ့ခါမှာသူ့ရဲ့ပြတ်မှတ်ကိုထိုးခြင်းကထပ်ပြီးတော့ခွဲပေးနေရအောင်မှာဖြစ်ပါတယ်ဒါဟာဆိုလင်းဦးအတွက်ဗရင်အောင်ထောင်ပြက်အနေအထားဖြစ်သွားတာဖြစ်ပြီးတော့သူ့အနေနဲ့ဒီပွဲစဉ်မှာမိကုံရန်ကုံကြမ်းပြီးတော့သူ့ရဲ့ ်ဂိမ်ဘက်ဖိုက်တာကိုရဲထိုးအနိုင်ယူပြီးတော့ဘောနပ်စုချင်းွေရရှိအောင်ထိုးတက်နိုင်ပါနာနှင်းဆိုလင်းဦးအတွက်ဒီပွဲစဉ်ဟာတကယ်ကိုသူ့အတွက်တန်တဲ့ပွဲစဉ်တစ်ပွဲဖြစ်လိမ့်မယ်လို့ကျွန်တော်နေကတော့ခံမှန်းသုံးသပ်ပြပါတယ်ဆိုတော့ဆိုလင်းဦးအနေနဲ့ဒီ သူ့ရဲ့ကစားပုံကစားနည်းကိုတော့ပြိတက်တွေအလုံးကတည်ပြီးသားဖြစ်မှာပါဒိုလင်းကလက်တီးကိုအဓိကထားပြီးတော့စောတဲ့ဖိုက်တာဖြစ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ဂျိုင်ဘတ်ဖိုက်တာတွေကိုသူ့ရဲ့ဒီပရက်ရှာကောင်းကောင်းနဲ့ရှင်းပြန်ထိုးတက်တက်တဲ့လက်တီးနဲ့အလဲထိုးအနိုင်ယူလေးရှိတဲ့ဖိုက်တာဖြစ်ပါတယ်ဒါပေမဲ့ဆိုလင်ဦးမှာနောက်ထပ်အားသာချက်ကဘာကုံဖြစ်ပါလဲဘာကုံပါဆိုလို့ရှိရင်ရှေ့ကပွဲစဉ်တွေမှာပြိတက်တွေမြင်ခဲ့တဲ့အတိုင်းပဲနတ်ဘီရဲ့ခြေကန်ချက်တွေလူတိုက်ချက်တွေအောက်မှာလည်းသူကမလဲသွားဘူး success ရဲ့တောင်ရိုက်ချက်တွေအောက်ပါလဲမလဲတော့ဘူး immediate ကိုမာတဲ့ tammy ဆိုကြီးဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်မှာသူ့ရဲ့ game Dimitri Cotton ဆိုတဲ့ fighter ပါရောဘယ်လို fighter မျိုးပါလဲ Dimitri Cotton ကတော့လက်ရှိတော့လည်းမှာ one championship ပွဲစီမှာပွဲစဉ်၃ပွဲကစားထားပြီးတော့နှစ်ပွဲနိုင်တပွဲရှုံးဆိုတဲ့ဒါလက်ကိုပိုင်ဆိုင်ထားတာပါဒါကြီးရရှိထားတဲ့နှစ်ပွဲမှာဆိုလို့ရှိရင်တပွဲကို unanimous decision နဲ့နိုင်တာဖြစ်ပြီးတော့ရှုံးတဲ့ပွဲစဉ်ကတော့သူကအလဲတိုးပြီးတော့ရှုံးခဲ့တာပဲဖြစ်ပါတယ် ဆိုတော့ဒီ fighter ဟာအလဲထိုးမယ်ဆိုရင်စိုးကြီးကအလဲထိုးလို့ရတဲ့အနေအထားရှိတဲ့ fighter ဖြစ်ပါတယ်။ဒါပေမဲ့ဒီ fighter ဟာအရန်ပေါင်းကဘာပဲဆက်လက်မှရှိပြီးတော့စိုးကြီးကဒီ၃လက်မှ၄လက်မှလောက်ညင်းနေတဲ့အနေအထားမှာစိုးကြီးအနေနဲ့ဒီ fighter ကိုဘယ်လိုကင်တွယ်သွားမလဲဆိုတာကအရေးကြီးပါတယ်။ဒီ fighter အနေနဲ့သူရဲ့ထိုးတက်ပုံထိုးတက်လေးကတော့သူက range တင်းပြီးတော့ဆွတ်တဲ့ fighter ဖြစ်ပြီးတော့ခြေထောက်လက်တန်ရှည်တာကိုအသုံးပြုပြီးတော့သူ့အနေနဲ့သူ့ရဲ့ပြန်ပြ fighter တွေကို pressure ပေးပြီးကစားလေးရှိတဲ့ fighter ဖြစ်ပါတယ်။ ဆိုတော့ဒီပွဲစဉ်မှာဆိုဂျီအနေနဲ့သူ့ရဲ့တိုင်ဘက်ဖိုက်တာဒီမီထရီကော်ထွန်းကိုအတင်းဝင်တုံးပြီးတော့အမေရိကန်လက်သီးချက်တွေပြီးတော့တောင်ရိုက်ချက်တွေပေးနိုင်မှသာတင်သူ့အနေနဲ့ဒီပွဲစဉ်ဟာနိုင်ငံရရှိနိုင်မဲ့အနေအထားဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့တိုင်ဘက်ပြည်တဲ့ဒီမီထရီကော်ထွန်းဟာဆိုဂျီထက်ပိုပြီးတော့လက်နက်စုံတဲ့ဖိုက်တာဖြစ်ပြီးတော့တောင်ရိုက်ချက်တွေရော ဂျူးတိုက်ချက်တွေရောလက်သီးချက်တွေကပါတော်တော်လေးကိုကောင်းနေတဲ့အတွက်ကြောင့်မို့လို့ဆိုကြီးနေတဲ့ဒီပွဲဟာအရောအစားကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်သလိုဘရင်တော်ဖောင်ပြက်ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နေနေကတော့ဆိုလင်းကိုဒီပွဲစဉ်မှာနိုင်ရရှိဖို့အတွက်လုံးဝကိုမျှော်လင့်ထားပြီးပါတယ်။ဆိုလင်းဦးနေနဲ့မနက်ဖြန်ပွဲစဉ်မှာအကောင်းဆုံးပုံစံပြသပြီးတော့အမြင့်ဆုံးဆွတ်ဆောင်ရည်နဲ့ဘောနပ်စုခြင်းတွေကိုရရှိနိုင်ပါစေလို့ကျွန်တော်နေနေရပါတယ်ဆုတောင်းပေးလိုက်ပါရစေ။ နောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ဇိုလင်ဦးတို့ထိုးတက်မဲ့ပွဲစဉ်မှာလည်းပါဝင်သွားမယ်တွဲဆိုင်တစ်ခုဖြစ်တဲ့ One Championship Light Heavyweight တန်းက Fighter G ဖြစ်တဲ့ Gilberto Carvalho နဲ့ Middleweight တန်းကလည်း Light Heavyweight တန်းကို Weight Cut သွားတဲ့ Shamir Adesanya ရဲ့ပွဲစဉ်ကြောင့်တင်ဆက်ပေးသွားခြင်းပါလေဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့ One Championship အဖွဲ့အစည်းရဲ့ဒီ Light Heavyweight တန်းမှာရှိနေတဲ့ Champion ကပတ်နေရာအတွက် Shamir Adesanya နဲ့ အနာတိုလီမာလီကင်တို့ကိုပွက်တယ်ပေးခြင်းတဲ့အတွက်ကြောင့်မလို့ဝမ်ချက်မီယံရှစ်ကတမင်စီစဉ်ပေးလိုက်တဲ့သဘောလို့တော့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိပါတယ်။ဒီဝမ်ချက်ဟာဆိုလို့ရှိရင်ဝမ်ချက်မီယံရှစ်ပိုက်လိုက်29 even ပွဲစဉ်မလာခင်အချိန်နဲ့ငယ်ပြင်းမှာကတ်ပြီးတော့ဖြစ်သွားခဲ့တဲ့ပွဲစဉ်တစ်ခုလို့လည်းပြောလို့ရပါတယ်။ဒီပွဲစဉ်အတွက်ဒီဝိတ်လာချိန်ကြတဲ့ဖိုက်တာနူးကဆိုလို့ရှိရင်လေ A7 ဝိတ်ချိန်နေကြတာဖြစ်ပြီးတော့ချမိတ်အာဒိုဂန်ဆိုလို့ရှိရင်သူ့အနေနဲ့ 122ပေါင်တိရှိပြီးတော့ဒီဘက်တို့ကာဘာကတော့125ပေါင်ရှိတာဖြစ်ပါတယ်။အေးစစ်စစ်ပဲဝက်ချိန်ပြီးတော့ရှင်ပြိုင်ထိုးတက်သွားကြမှာဖြစ်ပြီးတော့ဂျမေးအာဒိုဂန်အနေနဲ့ကအော်လာအက်စန်နဲ့ပွဲစဉ်တုန်းကလည်းအေးစစ်စစ်ပဲလက်ချေကန်ချက်တစ်ချက်နဲ့နိုင်ယူခဲ့တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းထပ်ပြီးတော့အေးစစ်စစ်ပဲသူကဒီဘက်တို့ကာဘာကိုနိုင်ယူသွားနိုင်တဲ့အနေထားရှိပါတယ်။ ဒီပွဲစဉ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ရှမေးအာဒိုဂန်ကိုဝါချန်ပီယံရှစ်အဖွဲ့အစည်းကနေပြီးတော့ပွဲထုတ်ခြင်းလို့ဒီပွဲစဉ်ကိုပွဲတည့်ပေးတယ်လို့ပဲကျွန်တော်ကသုံးသပ်ပြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဝါချန်ပီယံရှစ်ရဲ့မေဒယ်ဝိတ်တန်းမှာချန်ပီယံကပ်စင်ခေါ်ခွင့်ရှမေးအာဒိုဂန်ကရရှိတင်နေပြီဖြစ်ပြီးတော့ထုတ်သက်စရာဖိုက်တာပါတဲ့လုံးဝမရှိတော့ပါဘူး။အဲ့လိုမရှိတဲ့အနေအထားမှာဆိုလို့ရှိရင်မေဒယ်ဝိတ်တန်းချန်ပီယံ အနာတော်ဒီမာလီကင်ကလည်းဟဲဗီဝေတန်ကနေပြီးတော့ဒီမီဒယ်ဝေတန်ကြီးဆင်းလာဖို့ဆိုတာသူ့အနေနဲ့တော်တော်လေးကိုခက်ခဲရှိပါတယ်။ light heavyweight တန်မှာဆိုလို့ရှိရင်တော့ heavyweight တန်ကနေဆင်းလာမယ်ဆိုလို့ရှိရင်တိတ်ပြီးတော့အခက်ခဲမရှိတဲ့အတွက်ကြောင့်မလို့ light heavyweight တန် champion ကပတ်စိန်ခေါ်ဝဲကိုပွဲတည်ပေးတာဟန်တူပါတယ်။ဆိုတော့သမီးအာဒိုကန်နဲ့အနာတော်ဒီမာလီကင်တို့ကို one championship အဖွဲ့အစည်းရဲ့ light heavyweight တန်မှာ champion ကပတ်လူဝဲအနေနဲ့ပွဲတည်ပေးလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုကြီးကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာဖြစ်ပါတယ်။ မင်းအာဒုတ်ကအနေနဲ့ကလည်းပြောထားတာကသူဟာ World Championship အဖွဲ့အစည်းမှာအနာတိုလီမာလီကင်နဲ့ရှင်ပြိုင်ထိုးတက်ဖို့ကိုတော်လေးကိုစိတ်လွှားနေတာဖြစ်ပါတယ်။ဒါမလို့လဲဆိုတော့သူ့အနေနဲ့အနာတိုလီမာလီကင်ကိုဂျပန်ပွဲစဉ်မှာအနိုင်ယူရရှိထားခဲ့မှုရဲ့ပတ်တန်းရှိခဲ့ပါတယ်။အဲဒီလိုမျိုးပတ်တန်းရှိခဲ့ပေမဲ့ MMA ဂျိုးဝိုင်းထဲမှာဆိုလို့ရှိရင်တော့လုံးဝကိုသတိထားသည်ဖြစ်သွားတာပဲဖြစ်ပါတယ်။ MMA ဂျိုးဝိုင်းထဲမှာဆိုလို့ရှိရင်တမင်းအာဒုတ်ကဟာအနာတိုလီမာလီကင်ကိုနိုင်ယူနိုင်ဖို့ဆိုရင်တော်တော်လေးကိုစူးစမ်းပြီးတော့ထိုးတက်ရမှာပဲ။ ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ Anatoly Malikin အနေနဲ့ကဘောက်စင်ပိုင်းမှာပို့ပြီးတော့ကောင်းလာတာကိုတွေ့ရမှာဖြစ်တယ်လို့ striking ပိုင်းမှာဆိုလို့ရှိရင်လည်း stamina ကောင်းကောင်းနဲ့ရှင်ပြိုင်ထိုးတက်နိုင်တာဖြစ်ပါတယ်။ဆိုတော့ Chemi Adogan အနေနဲ့ အနာဒိုလီမာလီဂိကိုအွန်လိုင်းစံကိုအနိုင်ယူသလိုမျိုးအနိုင်ယူနိုင်မလားဆိုတာတော်တော်လေးကိုစိတ်လှုပ်ရှားစရာစောင့်ကြည့်သွားရမယ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဝမ်ချန်ပီယံရှစ်အဖွဲ့အစည်းဘက်ကနေပြီးတော့အဲ့လိုမျိုးပွဲတဲပေးခြင်းလို့ရှမေးအာဒိုဂန်နဲ့ဂျီဘတ်တိုကာဘာအိုလိုကို light hand weight တန်းခေါင်းစဉ်တက်ပြီးတော့ပွဲတဲပေးလိုက်တာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကတော့ဒေါ်ဒင်တုံးတက်ရမယ်ဆိုရင်ရှမေးအာဒိုဂန်အတွက်အော်လာအက်ဇက်ပွဲစဉ်လိုမျိုးပဲလက်ကူအေးစစ်အနိုင်ယူသွားမှာဖြစ်ပါတယ်။ ဆိုတော့နောက်ထပ်ပွဲစဉ်ကရှမေးအာတိုကန်နဲ့အနာတိုလီမာလီကင်တို့ရဲ့ light heavyweight ကချန်ပီယံကပတ်စင်ခေါ်ပွဲကိုကျွန်တော်တို့ပရိသတ်ဒီနေနဲ့လုံးဝစောင့်ကြည့်ရမှာစိတ်တင်နေတာဖြစ်ပါတယ်ဆိုတော့ရှမေးအာတိုကန်နဲ့အနာတိုလီမာလီကင်တို့ပြင်ပြိုင်ထိုးတက်သွားကြပြီဆိုလို့ရှိရင်ငယ်နိုင်ဖြစ်တဲ့ရှမေးအာတိုကန်ကပဲနိုင်သွားမလားဒါမှမဟုတ်အနာတိုလီမာလီကင်တို့သုံးတက်ကွန်းချန်ပီယံကပဲရှမေးအာတိုကန်ကိုဘယ်လိုဖွဲ့ပြသွားမလားဆိုတာပရိသတ်တွေနေတဲ့ကရောဘယ်လိုမျိုးထင်မြင်ယူဆမိလဲဆိုတာ comment မှာ tune သုံးတက် link ကိုပေးကြပါဦးခင်ဗျာ နောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC အဖွဲ့အစည်းရဲ့ Featherweight တန်း Champion ဟောင်းဖြစ်သူ Alexander Volkanovski အနေနဲ့မကြာခင်အချိန်တွင်းမှာ Champion တစ်တူပြန်လည်ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် UFC ရဲ့ Featherweight တန်း Champion ဟောင်း Alexander Volkanovski ဟာဆိုလို့ရှိရင်အခုလာမယ့် April လမှာရှင်ပြိုင်ထိုးသက်သွားမယ် UFC 314 event ပွဲစဉ်မှာအထက်ပြောင်းလဲရှင်ပြိုင်ထိုးသက်သွားတော့မှာဖြစ်ပါတယ်အဲဒီမတိုင်ခင်မှာဆိုလို့ရှိရင် Alexander Volkanovski အနေနဲ့ သူဟာသူ့ရဲ့ pride color ရဲ့လုံးဝကိုအကြအကြီးကြီးကိုရင်ဆိုင်လိုက်ရတာဖြစ်ပြီးတော့နှစ်ပွဲဆက်တိုက်ရှုံးပြီးနှစ်ပွဲဆက်တိုက်ကိုအလဲထိုးအမှောက်သိမ့်ခံခဲ့ရတာပဲဖြစ်ပါတယ်။ Resonator Vukanovski အနေနဲ့အရင်တုန်းကတကယ်ကိုပွဲကျမ်းခဲ့ပူးတဲ့ကစားသမားတူဖြစ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ time back fighter တွေကိုလုံးဝကို fighting IQ ကောင်းကောင်းနဲ့ရှင်ပြိုင်ထိုးတက်တဲ့ fighter ကြီးဖြစ်ပါတယ်။ ူဟာ featherweight တန်းမှာသူ့ရဲ့ featherweight တန်း champion ကပတ်ကို6ကြိမ်အထိကာကွယ်ပြခဲ့ပြီးတော့သူ့အနေနဲ့ဒီ featherweight တန်း champion ကပတ်ကိုလည်း9နှစ်နီးပါးလောက်အထိထိန်းပြနိုင်ခဲ့တဲ့ fighter ကြီးဖြစ်ပါလေ။ Lesnar Volkanovski အနေနဲ့ MMA ပွဲစဉ်ပေါင်းသူ့အနေနဲ့20နှစ်မှ Lesnar Volkanovski အနေနဲ့ MMA ပွဲစဉ်ပေါင်း ွဲ30ဒီရှင်ပြိုင်ထိုးတက်ထားတာဖြစ်ပြီးတော့အဲ့ဒီကမှ26ပွဲနိုင်၄ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နိုင်ရရှိထားတဲ့ MMA ပွဲစဉ်ပေါင်း26ပွဲထဲမှာဆိုလို့ရှိရင်သူ့အနေနဲ့26ပွဲအထိကိုပွဲသိမ်းရထားတဲ့အတွက်ကြောင့်မလို့ finishing rate ကလည်းတော်တော်လေးကိုကောင်းတဲ့ fighter ကြီးတူဖြစ်ပါတယ်။သူ့အနေနဲ့သူ့ရဲ့ prime color အကြဟာဘယ်ချိန်မှရောက်ရှိလာတယ်လဲဆိုလို့ရှိရင်တော့မတိမဆိုင်သူများရဲ့ပွဲစဉ်ကိုသွားပြီးတော့သူဟာအစားတော့ဝင်ရောက်ထိုးတက်ခဲ့တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ prime color ဟာထုတ်ကနေထုတ်ကြသွားရတာပဲဖြစ်ပါတယ်။ ဖြစ်ပုံကတော့ပြည်သက်တွေအားလုံးပြည်ပြီးသားဖြစ်တဲ့အတိုင်းပဲပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာလမှာ Charles Oli ပြောတာနဲ့အစ္စလာမ်အခါရှက်တို့ဟာရှင်ပြိုင်ထိုးတက်သွားကြဖို့အတွက်ပွက်တဲ့ခံစားရတာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင် Charles Oli ပြောတာဟာပွဲထိုးတက်ခံပြီးတပတ်အလိုတော့မှာသူ့ရဲ့မျက်ခုံးတန်ရာရရှိသွားတဲ့အတွက်ကြောင့်မလို့ပွဲစဉ်မှာမထိုးတက်ထိုင်ရောပဲနဲ့ရှင်ပြိုင်ထိုးတက်ဖို့အတွက်နှုတ်ထွက်သွားတာပါ အဲ့လိုနှုတ်ထွက်သွားတဲ့အနေအထားမှာအလက်ဇန္ဒားဗိုဂနော့စကီအနေနဲ့အစ္စလာမခါရှက်နဲ့ထိုးချင်လှပါတယ်ဆိုပြီးတော့တပတ်အတွင်းမှာအစားတော့ဝင်ရောက်ထိုးတက်လိုက်တာဖြစ်ပါတယ်ဆိုတော့လုံးဝကို training camp အပြည့်နဲ့ဝင်ထားတဲ့အစ္စလာမခါရှက်ကိုခုနှစ်ရက်ထဲနဲ့သူကပြင်ဆင်နေရပြီးဝင်ရောက်ထိုးတက်တဲ့အခါမှာအလက်ဇန္ဒားဗိုဂနော့စကီအနေနဲ့အစ္စလာမခါရှက်ရဲ့လုံးဝကိုအငင်းချေကန်ကြမ်းနဲ့တီးထုတ်ခံလိုက်ရပြီးတော့သူ့အနေနဲ့ ဒီလီမော်ဘိုလဲကြပြီးတော့အဲဒီကမှတစ်ဆင့်ဒိုင်ပွဲချက်နဲ့ရှုံးနေပါခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အဲဒီပွဲချက်မှာသူကမတော်လေးကိုအထိနာသွားတာဖြစ်ပါတယ်ပြီးတော့ခေါင်းကိုအကန်ခံလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒိုင်ယာကတွဲဒိုင်ယာကတော်ယုံနဲ့မပြောက်ပါဘူးအဲလိုမျိုးမပြောက်တဲ့အနေအထားမှာသူ့အနေနဲ့သုံးလာတာချားပြီးတော့တကယ်ကိုကျန်းတဲ့ဖိုက်တာဖြစ်တဲ့အီလီယာတော်ဘူရီယာနဲ့သွားပြီးတော့ချန်ပီယံကပတ်ကာကွယ်ပွဲပတ်ထိုးပါတယ်အဲလိုမျိုးသွားထိုးတဲ့အနေအထားမှာအီလီယာတော်ဘူရီယာအနေနဲ့ကလည်း တကယ်ကိုကျန်းတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ Ilya Topuria ဟာ Alexandra Vukanovski ကိုဒုတိယအချီမာတဲ့ရေးတဲ့တဲ့ကိုလက်သီးနဲ့ကျင်းထန်ထိုးပြီးတော့ Ilya Topuria ဟာတကယ်ကိုကျန်းတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ဒုတိယအချီမာ Ilya Topuria ကို Ilya Topuria ဟာအမှန်တကယ်ကျန်းတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ ဒုတိယအကြီးမှာရက်ဇနာဗူကနော့စကီကိုအပေါက်သိပ်ပြသွားကြပါတယ်။ဆိုတော့ရက်ဇနာဗူကနော့စကီအနေနဲ့အချိန်၄-၅အတွင်းမှာနှစ်ချိန်တိုင်းအပေါက်သိပ်ခံရတာဖြစ်ပြီးတော့လုံးဝကိုပြားကနေလဲသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့လုံးဝကိုအနားယူဖို့လိုအပ်တယ်ဆိုပြီးတော့သူဟာအနားယူနေတာဖြစ်ပါတယ်။အနားယူနေတာကအချိန်တစ်နှစ်တိတိကျော်ကြာသွားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်တော့သူဟာပွဲစဉ်တွေကိုပြန်လဲရောက်ရှိလာပြီးဖြစ်ပြီးတော့သူဟာ yes yes featherweight champion ကပတ် နေရာအတွက်ရှင်ပြိုင်ထိုးသက်သွားတော့မှာဖြစ်ပါတယ်။ရှင်ပြိုင်ထိုးသက်သွားတော့မယ်ဆိုတဲ့နေရာမှာ Featherweight တန်းချန်ပီယံ Ilya Topuria ခပတ်ကိုဆွတ်လွတ်သွားတဲ့အတွက်ကြောင့်မလို့သူက Featherweight တန်းရဲ့နံပါတ်3နေရာကစိန်ခေါ်သူဖြစ်တဲ့ Diego Lopez နဲ့ရှင်ပြိုင်ထိုးသက်သွားရတော့မှာဖြစ်ပါတယ်။ Diego Lopez ဆိုတဲ့ fighter ဟာဆိုလို့ရှိရင်လည်း short drop လို့မရပဲအင်မတန်ကျန်းတဲ့ fighter ဖြစ်ပါတယ်။လက်သီးကအင်မတန်မြင်မြန်လှပြီးတော့ Diego Lopez အနေနဲ့ ချုပ်ကပ်ပိုင်းမှာဆိုလို့ရှိရင်လည်း impedance ဆရာကြတဲ့ fighter တူဖြစ်ပါတယ်။ဒါပေမဲ့လည်း Alexander Volkanovski ဟာ Islamabad ချက်ရဲ့ရှုပ်ကွက်တွေကိုတော့ကာကွယ်ပြနိုင်ခဲ့တဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Diego Lopez ရဲ့ grounding လောက်ကိုတော့သူကသိပ်ပြီးတော့ view site နေမှာမဟုတ်ပါဘူး။ဒါပြင်တနစ်တိတိအနာယူပြီးမှပြန်လာပြီးတော့ပုံစံကောင်းပြသဖို့အတွက်ပြင်ဆင်ထားတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာလက်ဆနာဘူကနော့စကီကပို့ပြီးတော့အားတာတဲ့ချက်တွေအများကြီးရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်ယူဆမိတာက ဒီဂိုလိုပက်စ်ကိုလက်စနာဘိုဂန်နော့စကီအနေနဲ့ရွာနံပါတ်၄ဆင်းဒါမှမဟုတ်အလဲကိုးနဲ့နိုင်ယူရရှိပြီးတော့ဖက်ဒရယ်ဝိတ်တန်ချန်ပီယံပြန်ဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ကတော့လုံးဝအုတ်ဆုံးအုတ်ကြီးသုံးသပ်ပြီးပါလေပရိသတ်အနေနဲ့ကရောဒီဂိုလိုပက်စ်နဲ့လက်စနာဘိုဂန်နော့စကီတို့ရှင်ပြန်ထိုးသက်သွားမယ့်ပွဲစဉ်မှာဘက်ဖိုက်တာကနိုင်ယူရရှိသွားနိုင်တယ်ဆိုတာကိုကောမန့်မှာစူနေသုံးသပ်ရင်းခုန်ပေးရကြပါဦးခင်ဗျာဗီဒီယိုလေးကိုစုံလိုက်ကြည့်ရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်